ပြောင်းဆုံးနေတဲ့မလေးရှားလေရင်ရဲ့အဓိကအချက်ပြစနစ်ကိုအလိုလျောက်မဟုတ်ဘဲရပ်တန့်စေခဲ့ပြီးတဲ့နောက်လေရင်မှုအခန့်ကနေနောက်ဆုံးစကားကိုကြားခဲ့ခြင်းဖြစ်တယ်လို့တာဝန်ရှိသူတွေကအတည်ပြုခဲ့ပြီးမတ်လ18ရက်နေ့မှာအဆိုပါလေရင်ရဲ့လေရင်မှုတွေကိုစုံစမ်းစစ်ဆေးမှုအချိန်မြင့်တင်ခဲ့ပါတယ် ဆက်သွယ်ရေးစနစ်ဖျက်တောက်ခံရပြီးနောက်လေးရင်မှုအခန်းကနေတဆုံတယောက်ဟာနောက်ဆုံးစကားတခုကိုတည်ငြိမ်စွာပြောကြားခဲ့ခြင်းဖြစ်ကြောင်းအာဏာပိုင်တွေကပြောကြားခဲ့ပြီးလေးရင်ပြောင်းဆုံမှုမှာ လေးရင်မှုတဦးသို့မဟုတ်နှစ်ဦးစလုံးပါဝင်ပတ်သက်ဖွဲ့ရှိရလို့တန်ရရရှိနေရဖြစ်ပါတယ် စုံစမ်းစစ်ဆေးသူတွေဟာလေယာဉ်မှုတဦးရဲ့အင်္ဂါသိမ်းယူခဲ့တဲ့ပြန်တမ်းမှုပုံစံတူလေ့ကျင့်ရေးကရီယာ flight simulator ကိုစုံစမ်းစစ်ဆေးနေပြီးလေယာဉ်မှာလိုက်ပါခဲ့သူ239စလုံးနဲ့လေယာဉ်ကို ထိမ့်သိမ့်ခဲ့တဲ့မြေပြင်အခြေစိုက်ဝန်ထမ်းတွေကိုပါစုံစမ်းစစ်ဆေးနေပါတယ်။ဒါအပြင်ခရီးသည်တဦးဖြစ်တဲ့ပြန်တမ်းမှုအင်ဂျင်နီယာကိုလည်းစုံစမ်းစစ်ဆေးနေရလို့ လေယာဉ်ပေါ်မှာရှိတဲ့ပြန်တမ်းမှုနည်းပညာတက်တန်းသူဘသူကိုမဆိုအာယုံဆိုင်အစူးစက်နေကြောင်းမလေးရှားဝိုင်းရဲတအူးကပြောကြားခဲ့ပါတယ်။လေယာဉ်ပြန်တက်ပြီးနောက်မိနစ်40ခန့်အကြာမှာလေယာဉ်ရဲ့ဆက်သွယ်ရေးစနစ် Aircraft and Communication Addressing and Reporting System ကိုလေယာဉ်ပေါ်မှာရှိတဲ့တစုံတစ်ယောက်ကပိတ်ပစ်ခဲ့ကြောင်းနောက်14မိနစ်အကြာမှာလေယာဉ်ကို Radar စနစ်နဲ့ဆက်သွယ်ပေးတဲ့ကရိယာကိုလည်းပိတ်ပစ်ခဲ့တယ်လို့အာဏာပိုင်တွေကပြောကြားခဲ့ပါတယ်။